အဲ့ဒီရာဇကဘာလုံးလာလားဒုရာဇကလေကာလဝိပတိနာမဒုရာဇကလေကိုချင်းတရားယွံ့ပြညာတဲ့သူတွေနေရာတိုင်းနေရာတိုင်းမှာဥဆောင်ပြီးတော့လာမယ်အဲ့ဒီဥဆောင်တဲ့လူတွေက ငါရပြီးရောငါဝပြီးရောငါချမ်းသာပြီးရောငါပြည့်စုံပြီးရောငါဟာရီပြည့်စုံပြီးရောနေဟန်နဲ့ငါပြကျွန်းပြလို့သေသေးဒီစိတ်တွေမွေးလာတဲ့ဟုတ်ပြီလားသူကလူတွေကိုဥဆောင်ကောင်းကျိုးမပြုဘဲနဲ့လူတွေကိုပရိသတ်ရေဘယ်လိုမြင်လာသလဲလို့ဆိုတော့သားကောင်လို့မြင်လာတာတဲ့ကြောင်ကျွဲ့မြင်ရင်ညာရုံးထုံးစား ဒါသတ္တဝါရဲ့နိယာမဗီဇနော်အခုတော့လူကိုလူလို့မမြင်ဘဲနဲ့ဘယ်နဲ့မြင်လားသားကောင်လို့မြင်လားကိုလူတွေဝိပ္ပတိတရားဘယ်နှပါဘယ်နှပါအဲ့ဒီထက်မှကာလဝိပ္ပတိဆိုတာဘာလဲကာလကတဘုတ်ဝိပ္ပတိကတဘုတ်နှစ်ဘုတ်တွဲထားတာကာလကိုအချိန်အခါဝိပ္ပတိကပြည့်စည်ခြင်း အချိန်ခါနဲ့ပြက်နဲ့တွဲလိုက်တော့အချိန်ခါပြက်တယ်ပေါ့ဗျာအချိန်ခါပြက်တယ်ဆိုတာဘာလဲလူတွေဟာကိုကျင့်တရားတွေခုနတရားတယောက်တောင်မရှိချင်တော့ဘူးကောင်းလားဒီလိုနော်တထောင်တယောက်တထောင်တယောက်ကောင်းလာကိုမရှိချင်သလောက်ဖြစ်လာခြေတချောင်းကကိုလူကြီးကျိုးပြီဆိုမှတော့အကုန်သွားပြီသာအောင်မိဒီလိုမဟုတ်လားအခုယောက်ျားသူတော်ကောင်းမိန်းမသူတော်ကောင်းသီလရှင်သူတော်ကောင်းဘုန်းကြီးသူတော်ကောင်း သူတော်ကောင်းကြီးတွေရှိနေသေးတယ်နော်ဒါပေမဲ့အရင်လိုတော့ပျော်ပျော်အရင်လိုတော့မပေါ်တော့ဘူးတဲ့အတော်ကိုရှားသွားပြီနော်တစ်တယ်ပင်ကောင်းတော့အဲ့ဒီလိုခိုးနှားဖို့အမိပြုဖို့သူတော်ကောင်းဟာဘာဖြစ်လာလူတွေတည်းလဲဟာသီလရှင်တွေတည်းကောဘုန်းကြီးတွေတည်းကော ဲ့ဒါပဲဒီတော့ဘာဖြစ်လာတယ်လဲလို့ဆိုတော့ကာလဝိပါတိနာမလူလောကကြီးကိုပျက်စီးအောင်ဖျက်စီးမဲ့အရာတွေဘွားကနေဘွားကနေပေါ်ပြီးတော့ဖျက်စီးလို့ပျက်စီးကြမယ်လို့ဣတိဤသောအာဟာကောင်းစွာမှတ်သွေးတရိပေမိမ့်မာတော်မူကြလေတည်း ုကသတံရောက်လာပြီလို့ဆိုတော့လူတွေကိုကျင့်တရားတွေယွင်းပြက်ပြီးတော့လာတယ်ပူပြီးတော့ပြက်လာခြေတော်လေးချောင်းကဘယ်နဲ့ချောင်းပြန်လဲအဲ့ဒီတချောင်းကလည်းခုဘာဖြစ်ကျိုးလာလဲယုံကြံတော့ဟုတ်ပြီလားနဲ့နေပြီမို့လား အဲ့ဒီလိုအချိန်ခါမျိုး ရောက်လာရင်မကြမကြဘာတွေဖြစ်လာသလဲလို့ဆိုတော့ကာလဝိပါဒိနာမှာကာလပြည့်ခေပြည့်တွေဆိုတာဘွားကနေဘွားကနေပေါ်ပြီးတော့ပြည့်မယ်တဲ့ကာလကိုကာလလို့အသုံးများတော့ဝိပါဒိကပြည့်နဲ့တွဲလိုက်တော့ဘာပြည့်ကာလပြည့်ကာလကိုခေလို့သုံးလိုက်တော့ခေပြည့်ဒီလိုမဟုတ်လား အချိန်အခါတွေကပြက်လာတော့ကာလပြည့်ခေပြည့်တွေဆိုတာ မကြမကြဘွားကနေပေါ်ပြီးတော့လူပဝန်းကျင်ကြီးကပြက်ပြက်လာမယ်ဘယ်လိုပြက်လာမှာလဲလို့မေးတော့ပထမလူတွေဟာစိတ်ဓာတ်တွေမငြိမ်ဘူးဟုတ်ပြီလားမတည်ငြိမ်ဘူးလူတွေကြည့်လိုက်ရင်တည်ငြိမ်တာနဲ့မတည်ငြိမ်တာကိုကိုကိုသုံးသပ်လိုက်အဖြေပေါ်ပါတယ်ဗျာ ဟုတ်ပြီလားတော့လူတွေမှာပရိသတ်ရေဘဝအာမခံချက်လဲဟာပစ္စည်းအာမခံချက်လဲအသက်အာမခံချက်ရောဘာမှမရှိဘူးသက်ရှင်ရတ္တိဖို့စားဖို့တောက်ဖို့ရှာရဖို့ရတာ ခမရတို့မြေကြီးကောက်စားเสียသိရွက်ကလေးဆွဲဝတ်เสียသုံးเสียဖြစ်သလားအမလေးနေညာကြုံယုံလာတော့မှ စားဖို့အနိုင်နဲ့အကြော်လေးနဲ့လက်ဖက်တုံလေးနဲ့ပြီးရပါအောင်များလားဒီလိုနော်စားရတဲ့အစားစားကလည်းဩဇာတကနဲ့အာရတကနဲ့လောက်ရတဲ့အလောက်ကဝန်နဲ့အာကမမြဒီလိုမဟုတ်လားဒီတော့လူတွေဘာဖြစ်လာတယ်လဲဆိုတော့ဘုန်းကြီးတို့ပရိသတ်ကြီးစာနာရိတ်ခါရှားတာတော့မဟုတ်ဘူးကိုယ်စိတ်နှောင်းကမြင်ပါလားယောဘာဖြစ်လာတယ် စံမရှိဘူးလားဆိုတော့စီမရှိဘူးလားဆိုတော့ဒါပေမဲ့လက်လုံးလက်စားအဲ့ဒီစံဝယ်ဖို့စီဝယ်ဖို့ဘာဖြစ်လို့လဲကုံစင်းတော့ကဈေးကြီးတယ်မပြောနဲ့မြင့်တယ်ပြောတော့ဈေးကြီးတဲ့စကလုံးကြိုက်တာမဟုတ်ဘူးဘလင်စင်ဥပုပ်ရောက်သွားဦးမယ်ကုံစင်းတော့မြင့်ပါတယ်ဒီလိုမဟုတ်လား တနည်းလုံးတနည်းစားဝန်နဲ့အာဒီတော့ဘယ်လိုစားရဘိုက်ဝါပြီးဘိုက်တင်းပြီးရောတနတ်ပြီးပြီးရောဆိုစားလိုက်ရရောမဟုတ်လားစားရတဲ့အစားကလည်းဩဇာတတ်ကမပြည့်ဘူးဒီတော့ဖြည်း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 နဲ့ဘာဖြစ်လဲကိုကံအားတွေလောက်ရတာကဝန်နဲ့အားကလူတွေကြီးလိုက်ရင်ရုပ်လက္ခဏာတွေဘာဖြစ်လဲကြာဆင်းလာတယ် ဘာယုတ်တွေလဲအာရဒချို့တဲ့တဲ့ယုတ်တွေဒီလိုမဟုတ်လားအဲ့ဒါတွေကနဲလာတာလားများလာတာလားဆိုတော့ဒီတော့လူတွေဆင်းရဲတာများလာပြီလို့ဆိုရင်ဘုန်းကြီးတို့ပရိသတ်ကြီးနောက်ကဘာလာတတ်တဲ့လူအရဲ့များလာတတ်တဲ့အခိုးအဝဲများလာတတ်တဲ့အနိုင်ကျင့်မှုတွေများလာတယ် လူစင်းရည်များလာပြီဆိုတော့ဘာဖြစ်ဒုပိခာကာလေဒုက္ခတမနုဿပပထမံကာလကရောတိဒုပိခာကာလေစားเสียရှာပါမယ်ကုံစင်းလုံးတွေကမြင်မလာမယ်ဝန်နဲ့အမမြအောင်ရှားပွေရစားရတော့ရတဲ့ချိန်ခါမျိုးတွေများပြီးတော့လာခဲ့ပြီဆိုရင်ဒုက္ခတမနုဿလက်လုံးနဲ့စားလူစင်းရဲ့သမားတွေဟာပထမအရင်ဆုံးကာလကရောတိ အတိအပြောက်များလာမယ်တဲ့ဘသူတွေအရင်ဆုံးသိမယ်လူစင်ရဲ့တွေဘောက်လို့ဖြစ်သလိုစားရလူလူမြတ်စင်ရဲ့လာပြီဆို ဖြစ်သလိုနေဖြစ်သလိုအိမ်ဖြစ်သလိုစားအထူးပါဘူးမြန်မြန်သေးအေးတာပဲဆိုတာတွေပဲမဟုတ်လားဒီတော့မသမရှင်းနေလာတော့ဘာဖြစ်မှာလဲယောဂါဖြစ်မယ် လူမှဖြစ်တဲ့ယောဂါကလူကူးဆက်သွားပြီဆိုဆေးဝါးခက်လာပြီဒီလိုမဟုတ်လားဆမ်းပြတဲ့ယောဂါဝေဒနာဆိုတာအဲ့ဒီလူစင်းရဲတွေကစပေါ်ပေါ်တာအဲ့သူတို့ကပေါက်ပွားလာလို့ကူးဆက်သွားပြီဆိုဆေးမရှိဝါးမရှိသမားမရှိဘုန်းကြီးတို့ပရိသတ်ကြီးအသိအပြောက်တွေဘာဖြစ်လဲကူးဆက်ယောဂါတွေနော်ဒီတော့လူပတ်ဝေါ်ကျင်မှာဘာဖြစ်လာလဲလူတွေကြည့်လိုက် အစားခက်လာတယ်ဆေးဝါခက်လာတယ်ကုံစည်းနှုံးကမြင့်မားလာတယ်ဒီလိုမဟုတ်လားအဲ့ဒီဓာတ်တွေခံရတဲ့လူတွေကများလာတယ်ဒါဆိုရင်ဘုန်းကြီးတို့ပရိသတ်ကြီးကြောက်ဖို့ကောင်းလာပြီဘာဖြစ်လို့လဲမမြင်အပ်တဲ့ဆေးမရှိဝါမရှိသမားမသိယောဂါတွေ အသားချင်းထိစားလို့ကူးဆက်မယ်ဓမ္မမဟုတ်အသုံးဆောင်ပစ္စည်းကနေကူးဆက်မယ်ဟာဓမ္မမဟုတ်လူနှစ်ယောက်မျက်နှာချင်းစုံပြီးလို့စကားပြောကြလို့သူ့လေကိုနှာခေါင်းနဲ့ရောက်လို့ကူးဆက်မယ်လေကနေကူးလာတာမဟုတ်လားမှန်ပါပါအဲ့ဒီလိုအခြေအနေတွေဆက်ရောက်ပြီးတော့ဘာဖြစ်ကြတာလဲလို့ဆိုတော့ကာလဝိပတိနာမ ရေတွေတိုက်မျောလို့မျောပါမယ်လေတွေတိုက်လွင်ပါမယ်မိတွေလောင်ပြကြမယ်ငရင်တွေလှုပ်ပြုတ်ပြက်မယ်ဆံပြတဲ့ယောဂဝေဒနာတွေပေါ်ပေါက်ကူးဆက်တယောက်မှသည် တရားတထောင်နဲ့တထောင်တသိန်းဘာဖြစ်ဝေကုန်ရေအရအတွင်းကငားတွေနေပူလို့ရေခမ်းတော့ဖြတ်ဖြတ်လူအပုံလိုက်ဘာဖြစ်ကုန် အဲ့ဒီလိုမြေမကောင်းရှုမကောင်းအသေးအပြောက်များပြီးတော့လာရလေဖြစ်ပေါ်လာရတယ်လို့ဣတိဤသောအာဟံကောင်းသောအမသွေးမိမ့်မတော်မူကြလေသတည်းကလေးယုတ်ဆုတ်ကကြီးကလည်းဖြစ်တယ်နော်လူတွေရဲ့မကောင်းမှုပြုလုပ်မှုတွေကလည်း ခွန်ကြီးတို့ပရိသတ်ကြီးရော့မသွားဘူးဘာဖြစ်လဲပုံများလာတယ်ဒီလိုမဟုတ်လားဒီတော့လူတွေမှဘာဖြစ်လာလို့ဆိုခြေလေးချောင်းကကြံတဲ့တစ်ချောင်းမှာဘုန်းကြီးတို့ပရိသတ်ကြီးပြုတ်ချင်လာပြီမဟုတ်လားအဲ့ဒီအချိန်ခါမှာဘာဖြစ်လာတတ်တယ်လဲဆိုတော့ကာလပြည့်ခေပြည့်တွေဆိုတာဘွားကနေဘွားကနေပေါ်လာတတ်တယ်ဒီလိုတော့လူတွေကြီးလိုက်တော့အကွင်ကားတော့လူအသွင်ပဲတဲ့ အဲ့ဒီလူတွေဟာစားဖို့သိတယ်အိပ်ဖို့သိတယ်ဖိုဓာမတ္တပျော်ပါဖို့သိတယ်ဘယ်နှမျိုးသိဘယ်နှမျိုးဘာတွေလဲစားဖို့သိတယ်အိပ်ဖို့သိတယ်ဖိုဓာမတ္တပျော်ပါဖို့သိတယ်ဒါလို့အသိပဲရှိတော့တယ်တဲ့လူတွေကဒါလို့အသိကတော့အိမ်မွေးတဲ့ခွေးတော့ ဝတ်တောင်ချောင်းတော့ဟိုနွားကျွဲဆင်မြင်လူတွေအသည်ကဘာအသည်လောက်ရှိဘာချင်းလောက်ချင်းအဲ့ဒီလိုလူတွေကနဲလာတာလားများလာတာလားဒါကြောင့်ဒုရာဇကလည်းလူသိမသိလူချင်းမချင်းလူတန်ဝမယူလူချင်းဝယွံ့ပြနေကြတဲ့လူတွေ လူလောကကြီးမှာမြားပြီးတော့လာခဲ့ပြန်ရင်လည်းပဲကာလဝိပတိနာမလူလောကကြီးကိုပျက်စီးအောင်ဖြည့်စီးမဲ့အရာတွေမကြမကြဘွားကနေဘွားကနေပေါ်ပြီးတော့ပြည့်စည်ကြလိမ့်မယ်လို့ဣတိဤသောအဟံကောင်းစွာမဲ့တွင်တရိပိမိမ့်မတော်မူကြလေသတည်း ဟာမကောင်းလာတွေဖေးဆိုင်လိုက်ပြန်ပြီဟာအကုသိုလ်တွေဝင်ပြီလောက်ကြပြန်ပြီကုသိုလ်လေးနော်ငြိမ်သွားပြန်ပြီမွေပြီးတော့မကောင်းလာတွေပဲလောက်ကြပြန်ပြီဘွားကလည်းဆိုပြီးအပြက်ကြီးပေါ်လာပြက်ကြပြန်ပြီဟုတ်ပြီလားဟဲ့ပြန်ငြိမ်ပြီကောင်းလာလေးလောက်လိုက်ကြပြန်ပြီကောင်းလာပြန်ပြီမွေပြန်ပြီဘွားကလည်းဆိုပေါ်လာ ပြက်ပြန်ပြီဒီလိုမဟုတ်လား ခဏခဏဘာတွေနဲ့တို့အပြည့်တွေနဲ့တို့တဲ့တဲ့ကိုလူရဲ့နာကိဖြစ်တာဆယ်နှစ်တောင်မပြည့်သေးဘူးဟောလာပြန်ပြီဟုတ်ပြီလားအဲ့ပြီးရင်မေ့ကြပြန်ပြီအမေလေးကောက်ပြီးတော့ဘွားကနေပေါ်ဘာလုပ်ကြပြည့်ကြပြန်ပြီသူ့လည်းကိုမကယ်နိုင်ကိုလည်းဟာဝိုင်းပြီးတော့ကယ်လာပဲဘုန်းကြီးတို့ပြိဿရဲ့နိုင်ရလားဆိုတော့အဲ့ဒါပဲ ဒီတော့လူတွေကြီးလိုက်တော့လည်းဘသူဘသူပဲကြီးကြီးအပူကြီးပူလေဒီလိုမဟုတ်လားအဲ့ဒီအပူကလူလည်းပူသီးလားရှင်လည်းပူဖုံကြီးလည်းပူပူပါများတော့စူတာပေါ့ဗျာစူပါများတော့ရန်နေဖြစ်တာပေါ့ဗျာဘာဖြစ်တယ်ဘယ်အိမ်ကြီးကြီးဘာဖြစ်လင်မယားချင်းဟာညီကိုညီမမောင်နှမချင်း ဟာသားမိခြင်းဟာသားဖာခြင်းဖြစ်ကောင်းသလားအခုဘာဖြစ်ကြရံဖြစ်နေတာပဲဘယ်သူတို့ကပြောသေးတယ်လက်မရတကြက်ကြက်စီးပွားတက်ပြက်ထားကြသူတို့မပြောဘူးဟုတ်ပြီလားညီကိုမောင်နှမချင်းလည်းဘုန်းကြီးတို့ပရိသတ်ကြီးမောင်သေးလို့နှမလိုက်မပို့နိုင်တာတွေနှမသေးလို့မောင်လိုက်မပို့နိုင်တာတွေ အကိုသေးလို့ညီညီသေးလို့အကိုလိုက်မပေါ်နိုင်တာတွေမျိုးပေါ်မှာအများကြီးဖြစ်လာတယ်။ဟုတ်ပြီလား။မိဘထားခဲ့တဲ့ပစ္စည်းအမွေတွေအားလုံးဆိုင်နေဆိုပြီးအမွေတွေခွဲကြ။ဒီလိုမဟုတ်လား။တန်ဖိုးမဲ့တဲ့ပစ္စည်းအကြောင်းပြုပြီးတန်ဖိုးကြည့်တဲ့ညီကောင်မောင်နှမမေတ္တာစေတွေပြည့်ပြည့်သေသည့်တဲ့အောင်ခေါ်မသွားတာတွေတပုံကြီးပြနော်။မေတ္တာတွေကုန်ခန်းလာတာမဟုတ်လား။ ညီကိုမောင်နှမသိစာတွေပြက်သာပဲမဟုတ်လားဒီတော့ပူပြီဗောလူတွေပူသလိုလူတွေရံဖြစ်သလိုဟောသီလာချင်းတောင်းချောင်းဆရာကလည်းပူတာပဲရံဖြစ်တာပဲအဲ့ဒါသကမတယောက်ပြောသလိုပဲဟိုးစကိုင်းမင်းကွန်းအိမ်ပူလုံးလုံးဆိုပြီးတော့လင်မယသားမိတွေစကားများရံပြပူတယ်ဆိုပြီးတော့ကိုယ့်အကူကားမောင်းပြီးထွက်သွားသီလာချင်းကြောင်းရောက်ဟိုရောက်တော့ တောရိတ်တောင်ကြီးကလေးနဲ့မောင်ကြီးလေးကသံအေးတအငိမ့်တလေးရဝတ်တဲ့သံကြီးစီသံစပြန်စာအန္တန်နေကြတော့သွေးကဘုရားဆုံးမတည်တဲ့သွေးကိုဗျအဲ့ဒီအတန်လေးကြတော့သူကဘာပြောဆရာလေးရဲ့ဆရာလေးတို့ကြောက်မယ်အေးတယ်ခြောက်မယ်အေးတယ်ဒီပြည်တော်အရာတဲ့အိမ်မှာပြင်ပူမပူလိုက်တာလို့မောမောနဲ့ခေါင်းချအိပ်ပျော်သွားတာ မနေ့စောစောစီစီစူတန်ပူတန်ကြလို့ဘာဖြစ်ပါလဲထကြည့်အမတ်လေတီလာရှင်နှပါနှပန်းချအလိုလေအိမ်ထဲတော်ဆိုသေးဆိုပြန်သုတ်တော့တာဟုတ်ပြီလားနောက်တစ်ခေါက်ကြတော့အိမ်ပူတယ်ဘုန်းကြီးကြောင်းသွားတာဧည့်တယ်ဆိုပြီးကြောင်းသွားဘုန်းကြီးနဲ့တိုင်ဥချကားရှိသေးဘုန်းကြီးကဘာလို့ ညီပေါင်း16000ညီပြပြီးတော့ညီပေါင်း16000လည်းအလူခံပါရော့လားအလူလေးအိမ်နဲ့တော့ဒါကြောင့်ကိုလူရဲ့ဘယ်နှအေးကောင်းဟဲ့ဆိုပြီးတော့မြမသွားလေနဲ့ကိုအိမ်တဲ့ပူဝုံးမဲ့ကိုယ့်ရဲ့အပူအမခန္ဓာကြီးရှိအောင်မဲ့ဟိုအပူကပိုးပူသေးတယ်နော်ဒါစော်ကားမော်ကားပြောတာမဟုတ်ဘူးတော့ဖြစ်လာတာပြောတာဘာကလည်း အသုကဘာယုတ်လဲဂလိယုတ်အခုဘာဖြစ်နေတာလဲကာလပြဲပြီးတော့ခိပြဲပြဲနေတာမဟုတ်လားအဲ့ဒီထဲမှာဘုန်းကြီးတို့ပရိသတ်ရေဒုရဇာကလည်းကိုချင်းတရားယွင်းပြညာတဲ့သူတွေနေရာတိုင်းနေရာတိုင်းမှာအကြီးအမှုပြုဥဆောင်လာမယ်ဥဆောင်သူတွေကြည်လိုက်ရင်ကိုချင်းပြက်တာတွေကြီးဖြစ်မယ် ဟုတ်ပြီလားနောက်လိုက်ဒီကကောဇာဘောတိအိဘောတိဖူရမတာပြောပါဘူးတိကျေစုမတိကျေစုမသမိတဝမယူဖတဝမယူမိဝဘဝမဖြစ်ကြသူတွေလူလောကကြီးမှာပါဖြစ်လာတယ်များလာတယ်တဲ့အဲ့ဒီလိုဟာတွေ့ မြားပြီးတော့လာခဲ့ပြီဆိုရင်တော့ကိုလူရဲ့သေးကြပြီကာလဝိပတိနာမကာလပြည့်ခေပြည့်ဒီဆိုတာဘွားကနဲ့ဘွားကနဲ့ပေါ်ပြည့်လိမ့်မယ်။ဘာတွေကဖြစ်မှလဲရေတွေတိုင်မျောမျောပါမယ်လေတွေတိုင်လွင်ပါမယ်မိတွေလောင်ပြချမ်းငရဲနဲ့လှုပ်ပြောပြည့်မယ်ဆမ်းပြတဲ့ယောဂဝေဒနာတွေပေါ်ပေါက်ကူးဆက်ပြည့်စည်ကြမယ်။ လူမိစ္ဆာဥဆောင်ပဲတဲ့ဗာမိစ္ဆာအဲ့ဒီလူမိစ္ဆာက လူကိုလူလို့မမြင်ဘူးဘယ်လိုမြင်လဲဘယ်လိုမြင်လဲအဲ့ဒီလိုလူမျိုးကဥဆောင်ပါနေဖို့လာပြန်တာနော်အဲ့ဒီလူမိစ္ဆာလက်ထက်လက်နဲ့လက်ရှိမဲ့အတိုင်းဝန်းလက်ရှိမဲ့ဆိုရင်တော့ကဘာကြီးကုန်ပြီပေါ့ဟုတ်ပြီလား ။တခါအဲ့ဒီလူမိတ်ဆာကိုနတ်မိတ်ဆာကဝင်ပို့တတ်ပြီဆိုတော့ကိုလူကြီးပြောင်းလနဲ့ခါသွားရော။နတ်မိတ်ဆာထဲမှာဘုတ်ဘလူဆိုတာဘာသာစာ။ဘာသာစာတဲ့။အဲ့ဒီဘုတ်ဘလူကလူဝင်ပို့ပြီးသတ်တော့ဘာဖြစ်လာသလဲဆိုတော့လမ်းဆောင်လမ်းကွက်လမ်းမှာလူစီကားရအရက်တွေမှာ မောက်ခုံပက်လန်သွေးသားရဲ့ရဲ့ပုစုပ်ပဆက်သေးတာဒီမကြမကြတွေးပြီးတော့လာတတ်တယ်။ကဲတွေးပြီလား။ကျတော့မန္တလေးမြို့ကြီးဘောကမကြမကြတွေးရပြီ။ဟောဟိုတလောစီက26ပြီလမ်းပေါ့။နော်။ခြေတန်းကျောင်းလုံးမှာကလေးပက်လက်ကလေး။အဲဖြစ်မှဖြစ်ရတယ်။မန္တလေးမြို့ကြီးဘောနော်။ဒါတည်းမကဘူးကြိုးချကြိုးချလဲကိုလူရဲ့တွေးနေတာပဲမဟုတ်လား။ နတ်မိတ်ဆာဆိုတာအမှောင်ကြိုက်တယ်အလင်းကြောက်မှောင်ရင်လေးမြန်သားလာပြီဆိုလူကြောင်ဝင်ရောက်လာတာပဲဝင်ရောက်လာပြီးတော့ဘာလို့နတ်မိတ်ဆာရဲ့သဘောတဘာဝကဘုန်းကြီးတို့ပရိသတ်ကြီး तू ကဘာသာစားတယ်အဲခြေစလုံးကြီးဖြုတ်ပြီးတော့ကြိုက်စားတာမဟုတ်ဘူးနမောသားကြီးဖြုတ်ကြိုက်စားတာမဟုတ်ဘူးပါဇက်ကနေလက်သွင်းပြီးတော့ခလုတ်ခုံနေတဲ့နှလုံးသားတည်တည်ဆွတ်လို့ဆွတ်ယူအာကရွန့်ပြည့်သွင်းပြီးစားသွားတာ ူစားတာဒီလိုဒီတော့ तू ကဘာလာလှုပ်လာတယ်လဲဆိုတော့မှောင်ရည်လမ်းလာပြီဆိုတော့ तू အရေးရောင်ကိုလူတွေကြောက်သွားမှလန့်သွားမှရှဲသွားမှဆိုလို့မပြဘူးဘာလှုပ်လဲလူမိတ်ဆာဝင်ပူးတာဒီလိုနော်နတ်မိတ်ဆာရဲ့သဘာဝကအသားစားကျူးတယ်အတော့ကျူးတယ်ကာမမြူးတယ်ဘာရလဲအသားစားကျူးတယ်အတော့ကျူးတယ်ကာမမြူးတယ် အဲ့ဒါဘုသူ့လက္ခဏာလဲအဲသူကဝင်ပူးလိုက်တော့ယောက်ျားမိန်းမဘာလို့အသားတွေစားတာကျူးလာပြီအလောက်လဲအဲတပြုံးပြုံးတယ်ဘာလို့ရကာမမြူးတာမဟုတ်လားအဲ့ဒါလူတွေကြီးမမှန်တဲ့ကိုလူရဲ့အဲ့ဒါတွေဘာဝင်ပူးတာပါလားအဲနမိတ်္စာတွေဝင်ပူးသွားပြီ ဆိုရင်တော့ ဟိုရေအိမ်အတွင်းကရေခမ်းလို့ငားတွေအစုလိုက် အပုံလိုက်သေးသလိုမြေမကောင်းရှုမကောင်းအောင်ပျက်စီးသေးကြကြတာတွေတွေးလိုက်မယ်တဲ့အဲ့ဒါမျိုးတွေမကြမကြပေါ်ပေါ်လာတတ်တဲ့ဟုတ်ပြီလားအဲ့ဒီခါကျတော့ဘာပြက်တယ်ကာလပြက်ပြီပြီးတော့ခေပြက်ပြီအဲ့ဒီကာလပြက်ခေပြက်ထဲမှာ ဆုတ်ကကာလကိုလူဖြည့်ရပေမဲ့ကိုလူရေကတ်ထဲကိုမပါသွားဖို့လိုတယ်ဒါလေးပြောချက်လားနော်ကကတော်ဆိုင်နေပြီနော်ဂလိယုတ်ဆုတ်ကအဲ့ဒီဆုတ်ကထဲမှာကိုခုဘာဖြစ်လဲကာလပြေခေပြက်တွေဖြစ်တယ်အဲ့ဒီထဲမှာကိုမပါဖို့အရေးကြီးတယ်အဲ့ဒါဘာလို့ဝမလဲဘုံညာနိပတ္တိကဏ္ဍတိ ဘုံညာနေကိုပြုလို့ရတဲ့ကုသိုလ်တွေကပဋိက္ခဏံဒီကုသိုလ်ရှင်ကိုရောက်လျာဒါနာဖြစ်လျာဘုံဘဝကဆောင်းဆိုင်နေတယ်မြှော်လင့်ပြီးတော့နေကြတယ်လို့ဣတိဤသောဘဂဝါဖယားမြတ်စွာကအာဟကောင်းစွာမသွေးမိမ့်မတော်မူခဲ့ပါပေသတည်းကဲကျောတော်တွေလူဖြစ်ရပေမဲ့ဆုပ်ကကလေးယုတ်แท้ လူဖြစ်တဲ့ဘယ်လိုပဲဖြစ်နေနေဘုရားသာသနာအရေးအောက်ကိုလူဖြစ်ခဲ့ရတော့ဟောယရဏသုံးပါးဆိုတာသိခဲ့ရတယ်တရဏဂုံသုံးပါးဆိုတာစောင့်တည်ခဲ့ရတယ်သာသနာအရေးအောက်မှာသာသနာတွင် ကုသိုလ်တွေပြုခွင့်ရတယ်ဒီလိုမဟုတ်လားပြီးတော့ရှိဆိုတော်ကြီးများကဘာမိတ်ညာလဲဟဲ့နေ့စဉ်ကုသိုလ်တစ်ခုဝတ်ထားပြီးမယွင်းပြအောင်ဂယုတစိုက်လုံးဒီလိုမဟုတ်လား ဟာကျို့လို့လည်းပဲရှေးစလောက်ကြီးတွေနှီးပေးခဲ့တာပဲဟောမနဲ့နမောတသာကိုးကောက်ယောနေလေသမင်းစားတကပဋ္ဌာန်းတကောက်ယောညနေအားတဲ့ချိန်တရဏဂုံသုံးပါးကိုးကောက်ယောဖြစ်နိုင်ရဲ့သက်စီယောဒီလိုမို့လားနေစဉ်နမောတသာယောမပဋ္ဌာန်းယောမတရဏဂုံယောလာမစို့တရက်တရက်ကနေတလားဖြစ်မပေါ်ဗျာတလားတလားကနေတစ်နှစ်ပေါ်ဗျာ အဲ့တနစ်တနစ်နဲ့ဆိုရင်ခု25နှစ်ပေါ့ဗျာဒီလိုမဟုတ်လားဗျာဘာရ